I can't carry alone today Shin tan bo ya ma lwe do kha ma bu ba ne ngo ma ni ne Yong chi lo pon a tha ba tin ye bwa chain ya swa Ye mi mi dan saka khan ji 3 ngai 22 ma 25 Tha ra phaya di tana ro mu ywe gyu na ro di ma goun do chaung nga ro di song shong chin do ma yauk phe ni cha yi Na na tan gyu na tit ko khan ya cha yi Tit sa ro di ji myat ba yi ငါဝိညာဉ်ဤသဘောမူကား ထာဝရဘုရားသည်ငါ၏အဖို့ဖြစ်တော်မူ၏ထို့ကြောင့်ကိုရောကိုငါမျောလင့်ပါ၏ကိုရောကိုမျောလင့်တော်သူနှင့်ကိုရောကိုရှာတော်သူ၏စိတ်ဝိညာဉ်အားထာဝရဘုရားသည်ဂျေစုပြုတော်မူ၏ပရောဖက်ဂျီယေမိဟာဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်နှုတ်ကပတ်စကားကိုဘုရားသခင်ပြောစီလိုတဲ့စကားတွေကို သူရဲဝန်းနဲ့ပြောတဲ့အခါမှာကျွန်တော်သူဟာကဲ့ရဲ့ခြင်းပြည့်ရဲ့ပြုခြင်းကိုခံရတာဖြစ်တယ်ဒါကြောင့်မလို့သူ့ဘဝမှာကြီးတဲ့အခါမှာလဲသူလည်းအဲ့လိုမျိုးပဲ เนาะကျွန်တော်တို့တည်ခြင်းလောက်အောင်အရှုံးပေးခြင်းလောက်အောင်ဖြစ်တဲ့အခြေအနေမျိုးတွေကြုံရပါတယ်အဲ့တော့ကျွန်တော်တို့ယေမိ20မှာကျွန်တော်ကြည့်တဲ့အခါမှာကျွန်ုပ်ဒီကဲ့ရဲ့ခြင်းကိုနေ့တိုင်းခံရပါ၏လူတိုင်းပြည့်ရဲ့ပြုခြင်းကိုပြုတတ်ကြပါ၏ကျွန်ုပ်ဒီဟောပြောလေရာ၌အနိုင်ထက်ပြုခြင်းညှင်းဆဲခြင်းမှုကြောင့်အော်ဟစ်၍ကြွေးကြော်ရပါ၏လို့ပြောပါတယ်အဲ့တော့ယေမိကဖျားသခင်ကိုပုတ်ပွင့်လင်းလင်းပဲပြောတယ်เนาะကျွန်တော်တို့ပုတ်ပွင့်လင်းလင်းပဲ तू ဖြစ်နေတဲ့အရာ ူပြောပြတယ်ကဲရခြင်းအစင်မပြတ်ပြည့်ရခြင်းကိုခံရတယ်ဒါပေမဲ့တဲ့သူပြောပါဒါပေမဲ့သူကနှုတ်ကပတ်တော်ကိုမဟောဘဲနဲ့မနေနိုင်ဘူးဖျားသခင်ပြောခိုင်းတဲ့စကားကိုမပြောဘဲနဲ့မနေနိုင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုရင်သူ့ရဲ့အယိုးတွေတဲကနေနော်ကျွန်တော်တို့အယိုးတွေကနေချုပ်ထားတဲ့လိုမျိုးလောင်သောမိခဲ့တော်နှုတ်ကပတ်တော်နှလုံးသားထဲမှာလောင်မြိုက်နေတဲ့ဒီနှုတ်ကပတ်တော်ကို तू မဟောဘဲမနေနိုင်ဘူးအောက်ရွေမနေနိုင်ဘူးလို့တမန်ကျမ်းသာမှာ ဖော်ပြတာတွေ့ရပါတယ်အဲ့တော့ဒီအချိန်တွေကကျွန်တော်တို့ဖះကို तू ပြောနေတဲ့အချိန်တွေဖြစ်တယ် तू ဖြစ်နေတဲ့အချိန်တွေဒီ तू မခံမရနိုင်အောင်လူတွေရဲ့လောင်ပြောင်ကဲ့ရဲမှုတွေညှင်းဆဲမှုတွေနော်အဲ့ဒီအရာတွေကိုဒီဒုက္ခတွေထဲမှာမခံမရနိုင်အောင်ဖြစ်နေတဲ့အချိန်စိတ်သက်ကြနေတဲ့အချိန်ကိုဖះကို तू တင်ပြနေခြင်းဖြစ်ပါပြောပြခြင်းဖြစ်ပါပြီးတော့မှကျွန်တော်တို့ဖះသခင်ရဲ့စကားတော်ဟို तू ပြန်ပြီးတော့ဖះသခင်ကို နော်ဒီအချိန်ဒီထဲမှာလည်းဘုရားသခင်ရှိတယ်အချိန်ချင်းသူ့ကိုကယ်တဲ့ဘုရားဖြစ်တယ်ဆိုရဲရာကို तू တိတဲ့ကာမှာခုနကတော့နှုတ်ကပတော်နဲ့ तू ပြန်ပြီးတော့ပြောထားခြင်းဖြစ်ပါတယ်ဂယုနာတော်ကမကုံသောကြောင့်ထာဝရဘုရားသည်တနာတော်မူ၍ဂယုနာတော်သည်မကုံသောကြောင့်ငါတို့သည် ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြတယ်နှစ်နှစ်တိုင်းမှာဂယုနာအစ်ကိုခံရတယ်သစ္စာတော်သည်ကြီးမြတ်တယ်ဆိုတာကိုပြန်ပြီးတော့ဝန်ခံထားတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ခုနလိုမျိုး prophet ကြီးယေရမိကိုယ်တိုင် စိတ်တက်ကြပြီးတော့တကယ့်ကိုဖះကိုအဲ့လိုမျိုးအော်ဟစ်ရတဲ့အချိန်ရှိတယ်ဆိုတော့ကျွန်တော်တမချမ်းသာမှာတွေ့ရပါတယ်။အဲ့တော့ကျွန်တော်ဂျေမီရဲ့တုံ့ပြန်မှုကိုကြည့်လို့ရှိရင်เนาะကျွန်တော်တို့လည်းသင်္ကန်းသာယူစားကကျွန်တော်ဘုရားမှာလည်းဒီလိုမျိုးเนาะကျွန်တော်တို့လောင်ပြောင်ကဲ့ရဲ့ခြင်းနေခုနကတော့ကျွန်တော်တို့ဂျေမီခံစားရတယ်လို့မျိုးเนาะကြုံလာတဲ့အခါမှာဘာလုပ်လို့ရလဲ။ဂျေမီလိုမျိုးပဲကျွန်တော်တို့ရဲ့နာကျင်ခြင်းတွေကိုဖះသခင်ကိုဖွင့်ပြလိုက်ပါ။ ဖွင့်ဟချလိုက်ပါဘုရားသခင်ကိုအော်ဟစ်ပြီးယုံကြည်ခြင်းနဲ့ကျွန်တော်ပြောเสียရှိတာပွပွလင်းလင်းနဲ့ကျွန်တော်ပြောချလိုက်လို့ရတယ်ရင်ထဲမှာမျိုးသိမ့်ထားဖို့အတွက်မဟုတ်ပါဘူးဘုရားသခင်ရှိပါတယ်ဘုရားသခင်ကိုကျွန်တော်တို့ပြောပြလို့ရတယ်အဲ့တော့ဘုရားသခင်ကတင့်ကိုမျောလင်းခြင်းပေးပါလိမ့်မယ်ယေရမိကိုလည်းမျောလင်းခြင်းပေးတယ်ယေရမိအားဖြင့်ကျွန်တော်တို့ကျွန်တော်တို့ကိုလည်းဘုရားသခင်ပြောနေတဲ့စကားကမင်းအတွက်အကြံစီငါမှရှိတယ်เนาะကျွန်တော်တို့ယေရမိ 29စက်တက်မှာဖော်ပြထားပြီးသားဖြစ်ပါတယ်။ငါဒီတင်တို့ကိုအကျိုးနည်းစေခြင်းကကြံစီသောအကြံမဟုတ်ပဲတင်တို့ဒီမျောလင်းသောအကျိုးကိုရမိကြောင်းညီမွတ်စေခြင်းကသာတင်တို့ဖို့ကြံစီသောအကြံတို့ကိုငါသိ၏လို့ပြောပါတယ်။ဒါကြောင့်မလို့လေယေရမိကဒီအကျံဖျားသခင်ဒီဘယ်တော့မှငါတို့မကောင်းတာမဖြစ်စေဘူး။ငါတို့ဘဝတွေငြိမ်သက်ဖို့เนาะငါတို့အတွက်ဖျားသခင်မှာအကျံရှိပြီသား။ငါဘဝအတွက်ဖျားမှာအကျံရှိပြီသား။ သင်တို့ဘုရားတွေကိုဘုရားသခင်မှာအချက်ရှိပြီသားလို့ဒီကျမ်းစာကပြောနေတာဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်ဒီကောင်းမြတ်ခြင်းဘုရားသခင်ဒီကောင်းမြတ်တော်မူသောဘုရားဖြစ်တယ်ဆိုတာကိုကျွန်တော်ယုံကြည်ပြီးတော့ဒါကိုမျှော်လင့်ပြီးတော့ကျွန်တော်တို့ရှောက်မယ်ဆက်ပြီးတော့သွားမယ်ဆိုရင်တော့ကျွန်တော်တည်ခြင်းစိတ်ဆိုတာပျောက်သွားတာပဲ။မျှော်လင့်ချက်တွေကအများအန်းရှိနေပါပဲ။ဒါကြောင့်မလို့ကျွန်တော်တို့ခုနရေမိလိုမျိုးတည်ခြင်းလောက်အောင်စိတ်တကြဝမ်းနေလာတဲ့အချိန်မှာဘုရားကို ပြောပြလိုက်ပါဖះကိုဖွင့်ပြလိုက်ပါเนาะကျွန်တော်တို့ तू อ่ะရေမီ20မှာကျွန်တော်ဖတ်ကြည့်လို့ရှင် तू อ่ะဖះကိုပွတ်ပွတ်လင်းလင်းပဲ तू ခံစားနေရတဲ့ຢာတွေမွန်းကျက်နေတဲ့ຢာတွေကိုဖွင့်ထုတ်ချပလိုက်တယ်အဲ့ဒီခါမှာဖះသခင်ကသူ့ကိုတက်တာချင်းပေးတယ်လက်နဲ့တိုင်းဂယုဏတစ်ကိုခံစားရတယ်တစ္ဆာတော်ဒီကြီးမြတ်တယ်ဆိုတဲ့အရာကိုသူပြန်ပြီးတော့ဝင်ခံနိုင်ပါဒါကြောင့်တို့ဒီကျမ်းစာမှာကြည့်တဲ့အခါမှာကိုရောကိုပျော်လင့်တော်သူတွေနဲ့ကိုရောကိုရှာတော်သူတွေစိတ်ဝိညာဉ်အားထာဝရဖျားသည်ဂျေဇူးပြုတော်မူ၏မျော်လင့်လို့ရတယ် ဖျားသခင်ကိုရှာလို့ရတယ်။ဒါဆိုရင်ကျွန်တော်ဖျားသခင်ဒီဂျေစုပြုမယ်တဲ့။ဒါကိုကျွန်တော်တို့ယေရမိအားဖြင့်ကျွန်တော်တွေ့ရပါတယ်။ကျောမိုးရှင်ရဲ့အသက်တာမှာလည်းမိုးရှင်တေလောက်အောင်စိတ်ညစ်ပြီးတော့နော်ဖျားသခင်ကိုပြောတဲ့အချိန်ရှိပါတယ်။အဲ့ဒါကိုတော့ကျွန်တော်တို့တောလေယာဉ်ချန်ခိုင်းဆက်တဲ့အငယ်၁၄၅မှာကျွန်တော်တို့တွေ့ရပါတယ်။ဘုသူဘာပြောလဲဆိုရင်ဤလူပေါင်းတို့ကိုတဲ့ကျွန်ုပ်တယောက်တည်းသာမဆောင်ရွက်နိုင်ပါဆောင်ရွက်ရသောဝင်သည်လေလေးလုံးပါဤ ထိုတို့ကျွန်ုပ်၌ပြုတော်မူလျင်၎င်းစိတ်တွေ့တော်မူလျင်၎င်းကျွန်ုပ်ကိုအလင်းမြန်တည်စီတော်မူပါကိုစင်းရဲကိုကျွန်ုပ်မသိမြင်ပါစေနဲ့ဟုထာဝရဘုရားလျှောက်ဆိုတယ်ဆိုလိုချင်တာသူ့ကိုအပ်ပြီးတဲ့တာဝန်เนาะကျွန်တော်ဒီတောထဲမှာဣသရေလလူမျိုးတွေကိုထုတ်ဆောင်ပြီးတော့အမျိုးမျိုးသော ပြဿနာပေါင်းစုံနဲ့သူရင်ဆိုင်နေရတဲ့အချိန်အဲ့ထဲမှာ complain တွေကလည်းအရမ်းများတယ်အထူးသဖြင့်တော့အဲ့ချိန်မှာသူပါပြတယ်အမဲသားအမဲသားကိုမစားရလို့เนาะ ါတို့ဟိုပါကျွန်းခံနေတာတော့ကောင်းသေးတယ်အခုတော်ထဲမှာအမဲသားလည်းမစားရဘူးဗန္နမုတ်တွေပဲစားနေရအဲ့တော့အမဲသားကိုမစားရလို့ဆိုညီးတွားပြီးတော့နေတဲ့အချိန်အရင်စိတ်ညစ်တယ်အဲ့တော့อีหลูปองတို့ကျွန်တော်တို့ရဲ့တာဝန်တွေကျွန်တော်တယောက်တည်းလုပ်ရမှာလားဘုရားသခင်ကသူကနော်ပွပွလေးလေးပဲသူပြောတယ်အဲ့တော့နောက်ဆုံးသူတေချင်လောက်စိတ်ညစ်တယ်ဝင်လေးတယ်အလုပ်တွေအရင်ပြင်မန်းတာဒီနေ့ပြောရင်တော့ဒီမှာအဲ့တော့ဘုရားသခင်က သူ့ကိုဘာပြောလဲဆိုရင်နော်အဲ့မှာဖះကအဖြေပြန်ပေးပါတယ်ကျွန်တော်ပုပ်ပွင့်လင်းလင်းပြောဖို့ပဲရည်ကြီးတယ်ဖះကအကုန်ပြောလို့ရတယ်ဖះကိုကျွန်တော်တို့ပြောလို့ရတယ်ရှင်ထဲမှာမွန်းချက်နေတဲ့အရာတွေကျွန်တော်ဝင်လင်းနေတဲ့ဝင်ထုတ်တယ်ဖះသခင်ရှေ့ကိုချဖို့အရေးကြီးပါတယ်အဲ့တော့ဖះသခင်ကိုသူပြောတဲ့အခါမှာဖះသခင်ကဘာအဖြေပြန်ပေးလဲဆိုရင်ဖះသခင်ကနေသူ့ကိုနီးလန်းပေးပါတယ်မင်းတယောက်တည်းဖြစ်နေတယ်ဆိုရင်နော်ဒီတဲကနေပြီးတော့အသက်ကြီးသူ80ကို ခန့်ထားမယ်။ဟောငါဒီလဲထိုရက်တို့ဆင်းသက်၍တင်းနဲ့နှုတ်ဆက်မယ်။တင့်ပေါ်မှာကျင်းဝတ်သောဝိညာဉ်ချုပ်ကိုယူ၍သူတို့အပေါ်မှာတင်မယ်။ဤလူတို့ကို တင်တယောက်တည်းသာဆောင်ရွက်ရမည်မဟုတ်။ထိုအသက်ကြီးသူတို့သည်ဝိုင်းညီ၍ဆောင်ရွက်ကြရလိမ့်မယ်။အဲ့မှာဖျားကဘာလုပ်ရမယ်ဆိုတဲ့အဖြေကို ပြန်ပြီးတော့ပြီးတယ်။သူ့ရဲ့ဝင်ထုတ်တွေကိုပော့စီတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်မလို့ဖျားသခင်သည် နားထိုင်သောဖျားမဟုတ်ဘူး။ဖျားသခင်သည်နားမညောင်းသောဖျားမဟုတ်ဘူး။ ကျွန်တော်တို့ယင်တွေကဖွင့်ဟတဲ့ကျွန်တော်တို့ရဲ့ဝင်ထုတ်တွေကိုတော့ကျွန်တော်တို့ဒီတိုင်းကြည်နေတဲ့ဘုရားမဟုတ်ဝင်ပော့စီတော့ဘုရားဖြစ်တယ်ဝီလေးပြိမှန်းတော့သူများငါထန်တို့လားငါဒီချမ်းသာပေးမယ်လို့ကျွန်တော်တို့ကိုဖိတ်ခေါ်နေတဲ့ဘုရားသခင်ဖြစ်ပါတယ်အဲ့တော့မောရှိတီလောက်ဆင့်နေတယ်ဘာကြောင့်လဲဝင်ထုတ်ဝင်ပိုးတွေလေးတယ်လေးလံပြီးတော့เนาะကျွန်တော်ဘဝကြီးကသူရမ်းကိုအလုတ်တွေများပြီးတော့နော်စိတ်ဖိစီးမှုတွေရမ်းများ complaint တွေကလည်းရမ်းများအဲ့လိုအချိန်မျိုးမှာမောရှိလဲတီလောက်ဆင့်နေခဲ့ရတဲ့အချိန်ရှိပါတယ်ဒါပေမဲ့ မောရှိကိုကိုကိုအဆုံးစီရင်သွားခြင်းမရှိပါဘူး။ဘုရားသခင်ကိုပြောပါတယ်။အဲလိုဘုရားသခင်ကိုပြောဖို့အရေးကြီးပါတယ်ကျွန်တော်တို့ဘုရားသခင်ကိုပြောတဲ့အချိန်မှာဘုရားသခင်ဒီအဖြေပေးမှာပဲဖြစ်တယ်။ဘောင်ချစ်သောညီကိုမောင်တို့ကျွန်တော်တို့ဒီနေ့မောရှိရဲ့သင်ခန်းစာပေါ့နော်မောရှိတေလောက်အောင်စိတ်ညစ်တဲ့အချိန်တေလောက်အောင်ဝင်ထုတ်တွေလေးလံတဲ့အချိန်တေလောက်အောင်အလုပ်တွေပြည့်တဲ့အချိန်မှာနော်ဖြည့်ရှင်းသွားတဲ့နီလန်းကဘုရားသခင်ကိုသူပြောတယ် ဘုရားသခင်ကလည်းသူ့ကိုအဖြေပေးခဲ့တယ်ဆိုတော့ကျွန်တွေ့ရပြီးတော့ဘဝမှာလည်းကျွန်တော်တို့အလုတ်လုံနေကြတဲ့သူတွေเนาะရှင်သန်ဖို့အတွက်အလုတ်မျိုးမျိုးလုတ်ကင်နေရတဲ့အလုတ်ပြင်ပန်းတဲ့အချိန်တွေရှိမယ်အလုတ်ရဲ့ဝင်ထုတ်ဝင်ပိုးတွေမိသားစုတာဝန်တွေအမျိုးမျိုးသောကျွန်တော်ဝင်ထုတ်တွေဖြစ်ပြီးတော့เนาะကျွန်တော်တို့ပြီပြီးတော့စိတ်သက်ကြရတဲ့အချိန်မှာမောရှိကိုတတိရပါတီလောက်ကိုစိတ်ညစ်ခဲ့တာတင်တယောက်တည်းမဟုတ်ဘူးမောရှိလိုမျိုးခေါင်းဆောင်ကြီးဖျားရွေးကောက်တော်သူတွေလည်းအဲ့လိုမျိုးဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဖျားသခင် ပြစ်မထားပါဘူးကြည်မနေပါဘူးပြောပါဖះရှိမှကျွန်တော်တို့ဆုတောင်းခြင်းကကျွန်တော်တို့ရဲ့ဝင်တွေကိုပော့စီတက်တာစီဖះသခင်ကိုဆုတောင်းခြင်းအဖြစ်ကျွန်တော်ပြောတဲ့အခါမှာမောရှိလိုပဲဖះသခင်ဒီကျွန်တော်တို့ကိုပြန်ပြီးတော့ကုညီမဆမှုပေးမယ်ဆိုတော့ကျွန်တော်တို့ယုံကြည်လျက်ပုံအပ်လျက်ကျွန်တော်တို့ရဲ့ဘဝခီးလန်းတွေကိုစိတ်တမကြစိတ်မညစ်ဖယ်နဲ့ရှောက်လန်းကြရအောင်ဖះသခင်ရဲ့လက်ကိုတွဲပြီးတော့ကျွန်တော်တို့မျောလင်းချက်ပြေးနဲ့ရှင်တန်ကြရအောင်လို့တိုက်တွန်းခေါ်အပ်လိုပါတယ်